င်္ဂလန်ပရီးမီးယားလိပွဲစဉ်30မန်ချက်စတာစီးတီးနဲ့ဘုံမောက်ပြမမီလာပေါ်နေပြည်သူကြပါစေမင်းနိုင်ဖော်ဝါတောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် အဲဒီနေ့မှဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီတနင်္ဂနွေနေ့ညပေါ့နော်နိုဝင်ဘာ2ရက်နေ့ရဲ့ညပိုင်းမှာကန်သွားမှုရှိနေအင်္ဂလန်ပရီးမီယာလီဂ်ပွဲစဉ်အားနှစ်ပွဲရှိတယ်ပထမတစ်ပွဲဆိုလို့ရှိရင်တော့၈နာရီခွဲမှာကန်သွားမယ်ဝက်ဆန်ယူနိုက်တက်နဲ့နျူကာဆယ်ယူနိုက်တက်တို့ရဲ့ပွဲစဉ်ရယ်ပြီးလို့ရှိရင်ည7နာရီအတိမှာကန်သွားမယ်မန်ချက်စတာစီးတီးနဲ့ဘုံမောက်အသင်းတို့ရဲ့ပွဲစဉ်ပေါ့နော်ဆိုတော့အဲ့နှစ်ပွဲကိုကျွန်တော်အခုချိန်မှာဆိုရင်တော့ဒါမန်စီးတီးပွဲရဲ့ပွဲကြိုဆုံးအချက်လို့ကျွန်တော်တင်ပြတော့မှာလည်းဖြစ်တယ်အဝက်ဆန်နဲ့နျူကာဆယ်ရဲ့ပွဲကြတော့အရင်ကြီးချိန်နေဖြစ်မယ်လို့မခံစားရတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ပွဲစဉ်ရဲ့ပွဲကြိုဆုံးအချက်ကိုတော့ကျွန်တော်မလုပ်ပေးတော့ဘူးပေါ့နော်ဆိုတော့မန်စီးတီးပွဲရဲ့ ပွဲကျူသွင်းတဲ့ချက်လေးကိုပဲကျွန်တော်ဝေးတော့မှာလည်းဖြစ်တယ်။အဲဆိုတော့ဒီမင်းညာဆိုလို့ရှိရင်တော့ကန်ခဲ့တဲ့ပွဲစဉ်တွေမှာအတင်းကြီးတော်များရလက်ကောင်းခဲ့တယ်။ဒါ Chelsea ဆိုလို့ရှိရင်တော့ Tottenham Hotspur အတင်းကို1-0နဲ့နိုင်ခဲ့သလို Liverpool ဆိုလို့ရှိရင်လည်း Kala Tanja Premier League မှာအနိုင်မရတာကြာပြီဖြစ်တဲ့ဒီ Kala Zoe တခုကနေရုံးထွက်ပြီးတော့ Aston Villa အတင်းကို2-0ဆိုတဲ့ result နဲ့အနိုင်ရသွားတယ်ပေါ့နော်။အာ Arsenal အတင်းနဲ့အနိုင်ရသလိုမင်းညာ Manchester United အတင်းမဲ့ Nottingham Forest အတင်းနဲ့တည်ကြသွားတာကိုတော့ကျွန်တော်တို့တွေ့ရတာပေါ့နော်။အဲကြောင့်မလို့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း Man City အတင်းနဲ့အနိုင်ရဖို့အတွက် က်ဖိအားတစ်ခုရှိနေတယ်လို့ပြောလို့ရတယ်။အဲကြောင့်မို့ဒီနေ့ပွဲစဉ်မှာမန်စီးတီးဘလောက်တောင်ရုံးသွားရင်လည်းတိုးသွားရင်လည်းကံမလဲဆိုတော့ကျွန်တော်တို့ချက်တော့စောင့်ကြည့်သွားရမှာလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ဆက်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီပွဲစဉ်ကတကယ်လို့မန်စီးတီးအသင်းတို့ကခက်ခက်ခဲနဲ့ရှင်မြန်ကစားသွားမယ်ပွဲစဉ်တွေဖြစ်တယ်လို့ကျွန်တော်တို့ကမြင်တယ်။အဓိကတော့ဘုံမောက်အသင်းရဲ့စွမ်းဆောင်ရည်ကြောင့်ပေါ့နော်။ဘုံမောက်ကဗျာဒီရာဒီမှာဒီလောက်ထိပြန်လာနိုင်စရာအကြောင်းကိုမရှိတာ။ဘာလို့လဲဆိုတော့နောက်တန်းမှဆိုလို့ရှိရင်ကာဂတ်စ်ကိုလည်းလက်လွှတ်ရတယ်။ဇဘာညီကိုလည်းလက်လွှတ်ရတယ်။ဟောက်ဆန်ကိုလည်းလက်လွှတ်ရတယ်ပေါ့နော်။ဂူဒမားဆိုလည်းကပ်ပါမဟုတ်တော့ဘူး။ဒီလိုအနေထားမျိုးရတယ်နောက်တန်းတစ်ခုလ ုံပြင်ပြီးတော့အတင်းမှာဗျအဓိကကစားသမားလို့ပြောလို့ရတဲ့ကစားသမားဒန်ဂိုကွာတာရာတို့ပါလို့လည်းမရှိတော့ဘူးပေါ့နော်အဲ့လိုအနေထားမျိုးတွေကနေဒီလောက်ထိပြန်ပြီးတော့လှုပ်ပြလာနိုင်တာကဘုံမောက်တင်းရဲ့နီးပြအာရီယိုလာကြောင့်လို့ပြောလို့ရတယ်အဲကြောင့်မလို့အဲဘေးကတော်တော်လေးကိုကျန်းတဲ့နီးပြတယောက်ဖြစ်တယ်လို့ပြောလို့ရတယ်စပိန်လူမျိုးနီးပြလည်းဖြစ်တော့သူ့ရဲ့ဒီ philosophy ပါညာကျတော့စပိန်ရဲ့လမ်းစဉ်တိုင်းလိုက်တယ်လို့ပြောလို့ရတယ်အဲကြောင့်ဒီနေ့ပွဲစဉ်မှာလည်းမန်စီးတီးတင်းရဲ့အိမ်ကွင်းမှာတွားရောက်ပြီးတော့ရင်ဆိုင်ရှင်ပြန်ရပါစီအောင်အာဘုံမောက်တင်းနေအခက်အခဲဆုံးနဲ့အကြမ်းတမ်းဆုံးဖြစ်အောင်ရင်ဆိုင်မယ်ဆိုတော့100%တရားပေါက်ကို ပြောလို့ရတာပေါ့နော်။မန်စီးတီးကတော့လက်ရှိအိမ်ကွင်းမှာရင်ဆိုင်ရင်းဆိုင်ရှင်မန်ကစားသွားမှာလည်းဖြစ်တယ်။ဒါမန်ချက်စတာစီးတီးရဲ့အိမ်ကွင်းအဒီယက်စတေဒီယံမှာကစားသွားမှာလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီနေ့သင်ရဲ့ဟက်တူကနောက်ဆုံးသုံးချိန်ကိုကျွန်တော်တို့ချက်လောက်ကြည့်ကြည့်အောင်။နောက်ဆုံးသုံးချိန်ကိုကြည့်မယ်ဆိုတော့မန်စီးတီးက2ချိန်အသာရပြီးတော့2ချိန်ပဲဘုံမောက်သင်ရပြန်ပြီးအသာရထားတာကိုတွေ့ရတယ်။ကျွန်တော်တို့ဒီမေလာမှာတော့ကစားခဲ့တော့ဆိုမန်စီးတီးကဒါဘုံမောက်ကို3-1ဆိုတဲ့ result နဲ့အိမ်ကွင်းမှာအနိုင်ရသလိုအမတိုင်ကတော့ဆိုလို့ရှိရင်လည်း FA Cup မှာသူတို့ဆုံခဲ့တယ်။ match မှာဆုံခဲ့တဲ့ FA Cup မှာတော့ဆိုလို့ရှိရင်လည်းဘုံမောက်သင်ရအိမ်ကွင်းမှာမန်စီး ီးရီးယားအဝေးဝင်းကနေပြီးတော့2-1ဆိုတဲ့ result နဲ့တွားပြီးတော့နိုင်ခဲ့တယ်ပေါ့နော်အမတိုင်ကတော့ဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့နှစ်တုန်းက2024 November မှာတော့ဆိုလို့ရှိရင်တော့ဘုံမောက်တင်ရမက်စီးဒီကိုအိမ်ကွင်းမှာသူတို့တင်ရအိမ်ကွင်းမှာ2-1ဆိုတဲ့ result နဲ့ပြန်ပြီးတော့အနိုင်ရထားတာကိုလည်းတွေ့ရတာဖြစ်တဲ့တော့ကြောင့်မက်စီးတင်ရတော့ဟက်တူကမှာအနည်းငယ်လေးပို့ပြီးတော့အသာရနေရလို့ပြောလို့ရတယ်ကျွန်တော်တို့ဒီဘုံမောက်တင်ရအဝေးကွင်းဆွမ်းဆောင်ရင်၃ဘဲကိုကျွန်တော်တို့ချက်လောက်ကြည့်ကြည့်အောင်ဘုံမောက်တင်ရအဝေးကွင်းဆွမ်းဆောင်ရင်၃ဘဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့အဲ true ကြပဲဘုံမောက်ကအဝေးကွင်းမှာလည်းဆွမ်းဆောင်ရင်အရင်ညံ့တဲ့ထဲမှာမပါဘူးလို့ပြောလို့ရတယ်အဲ ျွန်တော်တို့ဒီနှစ်ပွဲတည်ကြပြီးတော့တပွဲနိုင်ထားတာပေါ့နော်နိုင်ထားတဲ့တပွဲကတော့ဒီ Tottenham Hotspur အသင်းကိုအဝေးခွင်မှာ1-0နဲ့သူတို့နိုင်ထားတယ်အဲ့ဒါပြီးတော့ Leeds United ကို2-2တည်ကြတာပေါ့နော်ပြီးတော့သူတို့ကျွန်တော် Crystal Palace ကို3-3တည်ကြထားတဲ့ပွဲစဉ်တွေပွဲရှိရဲအဲ့မှာသတိထားမိတာကတည်ကြတဲ့ပွဲစဉ်တွေဆိုရင်တော့ဒါအသွင်းအသွင်းကိုအပြန်အလှန်အနေနဲ့တည်ကြသွားတာကိုတွေ့ရတယ်လို့ချို့ချို့တော့မထင်မှတ်တဲ့အသင်းတွေကိုလည်းတည်သွားကြတာတွေ့ရတယ်ဥပမာ Leeds United လို့အသင်းမျိုးတည်မကြသင့်မနဲ့သွားကြတဲ့ပွဲတွေလည်းကျွန်တော်တို့တွေ့ခဲ့ရတာရှိတယ်အဲကျန်တဲ့ပွဲစဉ်မှာဆိုရင်တော့ Tottenham Hotspur အသင်းရဲ့အိမ်ခွင်းမှာသွားနိုင် နာကြော်လေအမှတစ်ချက် ဒီဘုံမောက်တင်းရဲ့အဝေးကွန်းဆောင်းဆောင်ရေနည်းနည်းကောင်းနေတယ်ဆိုတော့ပြန်ပြီးတော့မြင်လိုက်ရတာဗောနော် Crystal Palace ကိုလည်းဒါတူသွင်းကိုသွင်းအပြန်စားနေတဲ့3 3တွေကြာသွားတာကိုတွေ့ရတယ်။အဲ့ဒီပွဲစဉ်ကကျွန်တော် highlight ပြန်ကြည့်သလောက်ဆိုလို့ရှိရင်တော့ Mateta က၄ခုမြောက်၉တောင်သွင်းနိုင်မယ့်အနေထားရှိခဲ့တာဗောနော်။ဒါနောက်ဆုံးအလုံးဝသူတို့ချော်ကန်လိုက်သူကအဲ့အဲ့ပွဲမှာ net တက်တာသွားပြီးတော့တည်ကြာသွားတယ်လို့ပြောလို့ရတယ်။ဒါမှမဟုတ်ဘုံမောက်တင်းရဲ့အဝေးကွန်းဆောင်းဆောင်ရေတော့တွားပြီးတော့ရှုပ်လို့မရတဲ့အနေထားတစ်ခုမှရှိရလို့ပဲပြောရမှာဗောနော်။ဆိုတော့ကျွန်တော်တို့ဘက်က Manchester City တင်းရဲ့အိမ်ကွင်းဆောင်းဆောင်ရေ၃ပွဲကိုကျွန်တော်တို့ချက်လောက်ကြည့်ကြည့်အောင်။ကြည့်ရမယ်ဆိုလို့ရှိရင်တော့ Man City 因为酸酸伊都唔会 မဆိုးဘူးဆိုတဲ့နေရာမျိုးတွေမှာရှိရယ်ပွဲစဉ်တိုင်းလိုလိုသူတို့အနိုင်ရထားတာပေါ့နော်ဆိုတော့နာပိုလီကိုဒီချန်ပီယံလိမှာ2-0နဲ့သူတို့အနိုင်ရတယ်အဲ့ဒါပြီးသွားတဲ့အချိန်မှာပရီးမီးယားလိမှာဘန်လီကို5-1နဲ့အနိုင်ရတာပေါ့နော်အဲ့ဒါပြီးသွားတဲ့အချိန်မှာတော့အေဗာတန်တင်းလိုကစားရိုင်နဲ့ကြက်တဲ့အသင်းကိုလည်းမန်စီးတီးက2-0ဆိုတဲ့ရာစနဲ့အနိုင်ရထားတော့တွေ့ရတယ်အဲ့ဒီနိုင်သွားတဲ့ပွဲစဉ်တွေအကုန်လုံးကြည့်မယ်ဆိုလို့ရှိရင်တော့အာလင်ဟာလန်ရဲ့ဂိုးပေါင်ပတ်သက်မှုတွေကပွဲတိုင်းလိုလိုမှာပါခဲ့တာကိုကျွန်တော်တို့တွေ့ရတာပေါ့နော်အကြောင်းမလို့ဒီနေ့ပွဲစဉ်မှာလည်းအာလင်ဟာလန်ခြေစွမ်းပြနိုင်ရင်မန်စီးတီးကအခြေအနေကောင်းတယ်အာလင်ဟာလန်ခြေစွမ်းမပြနိုင် င်ဘူးဆိုမန်စီးတီးကအချိန်အသိမကောင်းနိုင်ဘူးဆိုတော့ပုံစံမျိုးကြီးဖြစ်နေတာတကူတော့ခြေဖြတ်ပြဖို့လိုတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့အသင်းကပို့ပြီးတော့တိုင်ပတ်သွားနိုင်တဲ့နေရာကူမှရှိတယ်ဂွာဒီယိုလာကိုရန်ကမီဒီယာတွေရှေ့မှာတော့မှကျွန်တော်တို့ဟာလန်တယောက်တည်းကိုအားကိုးနေလို့မရဘူးဘာညာပြောထားရဆိုပေမဲ့တကယ်တကယ်ဒီအဂျူရလက်တွေမှာဆိုလို့ရှိရင်တော့အာလင်ဟာလန်ကိုအရန်ကိုမိခိုလွန်နေတာတော့ဒူတိုင်းသိတဲ့ကိစ္စပေါ့နော်အเจ้าမလို့ဒီနေ့ပွဲစဉ်မှာအာလင်ဟာလန်ကိုဘယ်လိုမျိုးစွမ်းဆောင်ရည်လုပ်ပြီးတော့တုံးမလဲဆိုတော့ကျွန်တော်တို့ချက်ဆောင်ကြည့်ရမယ်တစ်ဖက်ကနောက်တန်းကလည်းအရန်ကောင်းတဲ့နောက်တန်းမဟုတ်တဲ့တော့ကြောင့်ဂိုးရီယာသူသိန်းကူသိန်းပု ဏ္ဏမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ဒီဒီနေ့သင်းရဲ့အခု first day အကုန်လုံးကြည့်ပြီးွားတဲ့အချိန်မှာကျွန်တော်ရဲ့အထင်မြင်လေးကိုပေါင်းပြီးတော့ပွဲကြိုသုံးသက်ချက်လုပ်ပေးရမယ်ဆိုလို့ရှိရင်တော့ percentage နဲ့ခွဲပြီးတော့ပြောပြမယ်ပေါ့နော်ဒီပွဲစဉ်မှာ Manchester City တေးကြသွားဖို့ကျွန်တော်အဲ60ရာခိုင်နှုန်းပေးခြင်းနဲ့ကျန်တဲ့20ရာခိုင်နှုန်းကတော့ဘုံမောက်နိုင်သွားနိုင်ခြင်းရှိပြီးတော့20ရာခိုင်နှုန်းကတော့တေးကြသွားနိုင်ခြင်းရှိရလို့ကျွန်တော်ကမြင်တယ်။ဘာလို့ကျွန်တော်60ရာခိုင်နှုန်း Man City နိုင်နိုင်တယ်လို့ခန့်မှန်းထားသေးသလိုရှိရင်တော့ Man City ရဲ့လက်ရှိရုံးဝါးမဲ့ကိစ္စတွေရှိနေလို့ပြီးတော့နောက်တစ်ခုက ာလန်ကိုမထိန်းနိုင်ဘူးဆိုဂိုးတွေကတွန်းတွန်းသွင်းမှဖြစ်တဲ့အကြောင်းမန်စီးတီးကတ်နိုင်သွားခြင်းရှိရဲအဲ့လိုမှမဟုတ်ဆိုလို့ကျွန်တော်လည်းမတင်မပန်းနဲ့တေတေကြတေကြသွားနိုင်ခြင်းရှိရဲလို့ကျွန်တော်ကမန်းမိရာလေးရောရှိရဲပေါ့နော်လူချင်းမင်းတော့ဘယ်လိုမျိုး result ထွက်လာမလဲလို့ထင်လဲအဲကျွန်တော်ရဲ့ဒီ channel လေးကိုကြိုင်းတဲ့ဆိုလို့ရှိရင် like and follow like and subscribe လုပ်ပြီးတော့ကူညီခဲ့လို့ရပါတယ်ကျွန်တော်ရဲ့ video quality ကောင်းကောင်းနေကိုကြည့်ကြတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel မှာတွားပြီးတော့ subscribe လုပ်ပြီးတော့ကြည့်လို့ရတယ်ဆိုတဲ့အကြောင်းလေးကိုသင်ကောင်းပါချင်ပါတယ်ကျွန်တော်နောက်ထပ် video တစ်ခုကြမှာပြန်တွေ့ရပါဘော